ကိုယ့်ကိုတံမိုးထားပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်လူတရားကိုယ့်ကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုယ်ပဲလုံနေကြเนาะကိုယ်ပဲလုံကြတာပဲလေကောင်းတဲ့ခြင်းပြီးလုံကြတာကြီးပဲကောင်းအဲ့တော့ကိုကိုမျက်နှာမှန်တကယ်သိတယ်ဆိုလို့ရှိရင်နာနံဗပေနတန်ရွစေမကောင်းမှုအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာမဖြစ်စေနဲ့ အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူတို့ပြော။ဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရိနာ။မကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရအမတမခဲနေမရနိုင်ဘူးလို့ပြောနော်။မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူတို့ပြောတယ်။အေးဒါကြောင့်မို့နေ့စဉ်နဲ့မြတ်ဘဝမှာ တတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှု အကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကိုကွဲကွဲပြားပြားသိရှိနားလည်ပြီးမကောင်းမှု အကုသိုလ်မှန်သမျှကိုအတ္တမလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ်အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကို အနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေ ကောင်းမှုကုသိုလ်တွေကြတော့အထာကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိအဲ့ဒါကိုကွဲကွဲပြားပြားခြားခြားနာနာသိပြီးတော့ကိုယ့်ကိုမြတ်လို့ရဆိုရင် ကုသိုလ်ကောင်းမှုလုပ်ကြတယ်